ဆော်ရီနိုင်ငံကိုဖိအားဖို့သွားတဲ့အစ္စလမ်ဘာသာဝင်200ကျော်ပါတဲ့ခီးသွွားလင်ကြီးပြတ်ကျလို့အကုန်သိဆုံးခဲ့တယ်ဆိုတဲ့ရုပ်သံဖိုင်သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါဗျ။နေမင်းခန့်အမည်နဲ့ Facebook အကောင့်ကနေမေ29ရက်မှာဆော်ရီကိုဖိအားဖို့လိုက်ပါလာတဲ့အစ္စလမ်ဘာသာဝင်220ကျော်ဟာမေလ29ရက်ဒီနေ့လင်ကြီးပြတ်ကျမှုကြောင့်အားလုံးသိဆုံးခဲ့တယ်လို့ကနဦးသိရပါတယ်လို့ရေးသားကရုပ်သံဖိုင်တစ်ခုနဲ့အတူဖြန့်ဝေထားပါဗျ။သူရဲ့ရေးသားဖြန့်ဝေမှုကိုစိုင်းနေတဲ့သူ162ယောက်နဲ့ ကျေးရှိသူ1800တိရှိနေပြီဖြစ်ပါတယ်။ဒါကိုအင်္ဂလိပ်ဘာသာ၊ Arabic ဘာသာတွေနဲ့ Instagram, Facebook နဲ့ X လူမှုကွန်ရက်တွေမှာလည်းပြန့်နှံ့နေပါတယ်။မီဇီမာကဒီယုတ်တာဖိုင်ကို screenshot ရယူကာချက်လက်စစ်ဆေးခဲ့ပါတယ်။ရေထဲမြုပ်နေတဲ့ link ဥပိုင်းပုံကို Google Image Search ကနေတစင်စစ်ဆေးခဲ့ရမှာတော့2019ဇွန်လကဖြစ်စဉ်ဖြစ်နေတာကိုတွေ့ရပါတယ်။ ဟာရီရဲ့ Daily News ဆိုတဲ့သတင်းဝက်ဆိုက်ကနေဒီလရင်ရေထဲမြုပ်နေတဲ့အကြောင်းကို2019ခုနှစ်မှာဖော်ပြထားပါတယ်။ရင်းငုံခီးသွားလုပ်ငန်းတိုးမြင့်မှုအတွက်တူရကီနိုင်ငံမှာလင်းရင်တစည်းကိုရေထဲမြုပ်အောင်တမင်ပြုလုပ်နေကြတာပါ။ရုပ်သားဖိုင်တွေကိုကြည့်မယ်ဆိုရင်လင်းရင်ဟာဖြည်းဖြည်းချင်းနှိမ့်မြုပ်နေပြီးဘေးဘက်ဝင်းကြီးကတင်းမောတွေအားလည်းအေးအေးဆေးဆေးရှိနေကြပါတယ်။ မီးလောင်တာလူရရရုပ်တဲဖြစ်တာနင်းမြုပ်ခါနေလင်းဘေးကနေအဝေးကိုထွက်ခွာနေကြတာလည်းမရှိပါဘူး The Khmer Press New Agency အမည်နဲ့သတင်းဝက်ဆိုက်ကနေလေမေ26မှာနိုင်ငံတကာကအခြားသောဆိုရှယ်မီဒီယာအကောင့်တွေကဖြန့်ဝေခဲ့တဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအချက်လက်စစ်ဆေးထားပါသေးတယ်။ဒါကြောင့် Sorry နိုင်ငံကိုဖိအားပူးသွားတဲ့ Islam ဘာသာဝင်200ကျော်ပါတဲ့ခီးသွားလင်းရင်ပြတ်ကြလို့အကုန်သိဆုံးခဲ့တယ်ဆိုတဲ့ရုပ်သံဖိုင်ဟာ2019ခုနှစ်ကရုပ်သံဖိုင်ဖြစ်တယ်လို့ရင်းငုတ်ခီးသွားလုပ်ငန်းတိုးမြှင့်မှုအတွက်ပြင်ဆင်နေတာပဲဖြစ်ပြီးလင်းရင်ပြတ်ကြတာမျိုး းမဟုတ်ပါဘူးမြစီမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီခြင်းတဲ့တဲ့င်းတွေရှိခဲ့ရင်မြစီမကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင်တော့ t.alliance/ajfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီခြင်းတဲ့တဲ့င်းအကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်လွတ်လပ်သောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးဖို့ဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာ member ဝင်ပေးခြင်းကိုဦးနှိုက်ကြောင်းလည်းအသိပေး Alright, lại yeah,